မင်္ဂလာပါဗျာအခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့ပဲပင်များမူးများပြီးအပင်မတက်ခြင်းနဲ့ယောဂဝင်ခြင်းနဲ့ပတ်သက်သောအကြောင်းအရာလေးပါယခုဆိုတောင်သူတွေအနေနဲ့ကိုင်းမဲများကျဲပြီးလို့အပင်၁၅ရက်သားဒါမှမဟုတ်ရက်အစိတ်သားတွေဖြစ်နေပါပြီတချို့ဆိုနှစ်ပန်းတို့ဟုတ်ပထမပန်းတွေကိုပွင့်နေပါပြီဒီလိုချိန်မှာမုန်တိုင်းတွေဟာတစ်ခုပြီးတစ်ခုဝင်နေတော့မိုးတွေကများစိုက်ခင်းတွေပျက်စီးဆုံးရှုံးတာတွေရှိတယ်လို့မပြတ်တဲ့ပဲခင်းတွေမှာရေတွေဝတ်တာတွေမြေဆိုးတွေများက အောက်လက်တွေကဝါပြီးထိုင်နေတတ်ပါတယ်အဲ့ဒါကတော့မိုးများပြီးစူထိုင်းဆာများလို့ဘက်တီးရီးယားယောဂဝင်တာပါဒီယောဂရဲ့လက္ခဏာကတော့တိတာနားလေအောင်ပြောရရင်အရွက်ပုံမှာ နီနီရဲရဲနဲ့ကွန်တရီကွက်တွေလိုပါပဲယောဂအစမှာပဲပင်ရဲ့ရွက်ကြောတွေမှာနီညိုရောင်တို့မဟုတ်အနီရဲရောင်တောင်းကွက်လေးတွေစဖြစ်လာမယ်အဲ့ဒီတောင်းကွက်လေးတွေဟာတဖြည်းဖြည်းကျေလာပြီးပဲပင်ရဲ့အရွက်တစ်ခုလုံးခြောက်သွားတော့တယ်ဒီယောဂဟာဆူဆူရွရွဖြစ်လျင်ပဲပင်ရဲ့ပင်စီကိုင်းတွေပါကူးဆက်ပါတော့တယ်ယောဂဟာလေမိုးရည်တို့နဲ့ပါကူးဆက်တတ်ပါတယ်နောက်ဆုံးမှာတော့ပဲပင်ဟာညှိုးပြီးခြောက်ကတည်ဆုံးပါတော့တယ်ဒါကတော့ယောဂလက္ခဏာအချင်းချုပ်ပါဒီလိုဘက်တီးရီးယားယောဂဝင်နေတာကိုကျွန်တော် တို့တောင်သူများအနေနဲ့အပင်မတက်လို့ဆိုပြီးအာဆေးတွေဖျန်းမြေစီတွေကျွေးတာတွေမလုပ်ရပါဘူးအပင်ဟော်မုန်းဆေးတွေက ရောဂါကိုပိုဆိုးစေပါတယ်ဒီချိန်မှာအလုတ်တင်ဆုံးအရာကဘက်တီးရီးယားသက်ဆေးမှုသက်ဆေးဖျန်းပါအထူးကဖျန်းရမယ့်မှုသက်ဆေးဘက်တီးရီးယားသက်ဆေး AI လေးတွေကိုပြပေးပါမယ်